ว่ามาอะไรรีวิวอยากเต้นๆรีวิวอะไรแบบนี้อ่ะคุยใช่ไหมว่าจะแข่งได้แต่เราต้องการชีวิต Flying from Dubai to Phuket. And small bags under the seat in front of you. Please take our paycheck, the eye for a I didn't get enough sleep. I went flying to Phuket with a transitive flight. It was stopped in New Delhi. Uh, ့7နာရီ90မှာထွက်မှာပဲဖြစ်ပါတယ်။ည7နာရီ90 transit ရမှာပါ new delhi ကိုပါအာဖူကက်ကိုမနက်ဆက်အာနေ့လယ်7နာရီရောက်မှာပေါ့နော်။နေ့စရတဲ့ experience ကတော့ truly true အဲ့လိုအေးပြတ်တဲ့နေရင်နေပဲအများကြီးစီးရတယ်ပေါ့နော်။ညဘက် flight တွေကြီးပဲ။နေမှာလည်းအိတ်လို့မပြောဘူးဘရောမှ luggage and backpack. I bought this. See you in Phuket. ရင်ရောဆိုလို့ရှိရင်အဘူဒါဘီမှာပဲလေရင်စီးနေကြပါတော့အခုတော့ဒူဘိုင်းလေဆိပ်ကနေစီးมาပဲဖြစ်ပါတယ်ဒူဘိုင်းလေဆိပ်ကတော့အဘူဒါဘီလေဆိပ်လောက်လဲတိတ်ပြီးတော့မမိုက်ဘူးလို့ခံစားရပါတယ်အဲပြီးတဲ့အခါမှာ luggage တွေအကုန်လုံးထည့်ပြီးတဲ့အခါမှာတော့လေရင်စီးမဲ့ gate ကိုသွားပါပြီအာဒါကတော့ဒီနေ့ရဲ့လေရင်စီးရဲ့အဖြစ်ဖြစ်ပေါ့နော်နေရမကောင်းဘူး လင်းချင်း၈နာရီဟိုဟာလင်းချင်း၆တယ်လင်းချင်း၈နာရီ၁၇နာရီထင်ပြီးတော့ AC 8နေပြီးတော့မှလက်မှတ်ကိုကြည့်လိုက်တော့လင်းချင်း၈နာရီဆိုတော့ထပြီးပြေးရပါတယ်ပြီးတော့လက်ကိတ်ကအမနီနှလုံးလက်ကိတ်နှလုံးလက်ကိတ်နှလုံးထဲမှာကြီးကြီးပူနေပါတော့တခုက22 kg တခုက16 kg 3 kg ပဲရဟုတ်ပါဘူး30 kg ပဲရအဲ့ဒါကြီးကြီးပူနေလို့ဆိုပြီးတော့ ိုက်ကြည့်ဒီဒီကျောင်းဝင်ထက်ဒီကျောင်းဝင်ထက်ကိုထက်ကျောင်းဝင်ထက်မှာ10 kg လောက်ရှိတယ်9 kg ပဲရအောင်မယ်လေတော့အဲ့တော့အခုအချိန်ကြီးကတော့အာတကယ်ဘုံမနေရမကောင်းပါဘူးဆိုမှညောင်းချီပြီးတော့အရှိကမလို့တော့ခါမကိုင်းနေအဲ့တော့ဒီတန်းဆိုတဲ့ခိတ်ကိုတွားမယ်ဒီတန်းလေးစီးတဲ့အမြင်နဲ့အလွန်လေးချက်ချော် ဖြစ်တတ်တယ်။ဒါပေမဲ့ဒီမှာ transit ဆိုတော့လေလမ်းမနှဆောင်တော့ရပြီပေါ့နော်။ဒီမှာမုတ်ကြီးကြွေကြီးတကားကားနဲ့တကယ်ဟိုမှာဥဖ်အဲ့ဒါလည်းမထွက်နိုင်တော့တက်ရှင်တော့ဆက်ဒီအိတ်ကိုလည်းထား။ဆိုတော့တော့တက်လိုက်ပါအောင်မယ်။စကားလုံးပြောနေတော့ပါအောင်။တက်တာပါ။အော်အခုတော့ဒီထိုင်းရောက်ပါပြီ။စောင့်ရပါအောင်ခင်ဗျ။ချစ်ကတော့ဒီနေ့မလာပါဘူး။နေ့မကောင်းလို့တီးခံပါလား။ င်းရင်းစီးတော့ပါတယ်ပေါ့နော်ခုတော့ gate ဒီထဲမှာစောက်နေတာပဲဖြစ်ပါတယ်ခဏနေတော့လည်းရင်းစီးတော့မယ်ပေါ့နော်ဘယ်ရနေမကောင်းပါဘူးဒီခေါက်လေးစီးတာတော့တကယ်ကိုမှပြင်မဲ့ပါတယ်အဲ့ဒီကျောပွင့်ထဲမှာစာအုပ်တွေကြီးပါပဲစာအုပ်တွေပဲစေကီစေကီကြီးလို့ရှိရပေါ့နော် လေရင်စရိတ်သက်တောင်ဆိုပြီးတော့မြန် transit ပဲစီးရပေါ့နော် transit စီးရင်လည်း indigo ဒီအိန္ဒိယ transit ကနေပဲစီးဖြစ်တယ်ပေါ့နော် indigo လေရင်ပေါ့ဒါပေမဲ့အရင်ကြီးတော့သက်တောင်သက်တာမရှိပါဘူး indigo လေရင်ကအဲအဲ့ဒါကြောင့်မို့လဲဈေးပေါ်ပေါ်နဲ့စီးရတယ်ပေါ့နော်ဈေးပေါ်ပေါ်ဆိုတော့အိမ်မှာစီး င်းကြီးတွေလည်းရောက်နေလေးလိုက်ဆောင်ပါမယ်ခိုင်လည်းကောင်းမင်းရှိရဲ့မတိတခါလာမယ်တော့ဒီမဲဥပါကေဒါတော့ကျမရဲ့ဖြစ်ပေါ့နော်ကေချိန်းတော်လို့15ဒီကနေပြီး14 EU တွားပါတယ်မာတွေ့ိတ်က ဆယ်ပိတ်တာတော့လိမ့်ပါတယ်ဆိုမှမပေါ်နိုင်ဘူးနေရမကောင်းကိုယ်ဟဲဟိုဟဲဟိုဟဲဖြစ်နေပြီအဲ့ဒီအိတ်ကိုသဲရတာအဲ့ဒီ fighting ရောက်တော့မယ်နောက်ထပ်လင်းချင်းရကြတော့6နိုင်ထမှာပေါ့နော်9နိုင်20ပိုးတယ်ထိုင်းရင်လည်းမတော်သေးဘူးချင်းကဲထဲမှာပတ်စံဖြည့်ထားတာပတ်စံက ပင်နံပါတ်ထည့်ရမယ် Wi-Fi ရလဲမရ Wi-Fi တခါရဖို့ရေ Passport scan ခဏမရဒါပေမဲ့ information tax အဲ့ဒီ information counter ကအဲ့ information counter ဒီနေ့အကြီးလွှဲပြီးတော့မသွားနိုင်တော့ Wi-Fi မရလဲမရတဲ့အတိုင်းပဲနေလိုက်တော့ under the seat in front of you. Please take your seat at the station for your check. Keep the aisle free for a quick departure. Thank you. ဒီတစ်ခါလေနှခါလုံးစီရမနှခါလုံး F မှာထိုင်ရတယ်ဘောနော်ပြင်းပောက်မှာပဲထိုင်ရပါတယ်အဲ့ဒီကောင်ကတိုင်လို့နေဘောနော် Good morning obstetrician PH thank you နောက်ခုလေစီရတာအရင်ပြင်မယ်နေအကြောင်းကတော့ period အမမ period ဘောနော် period ဖြစ်နေတယ်ဆိုတော့အားလုံးဝမရှိတော့ဘောဒါပေမဲ့ တရင်နိုးပြီးတော့ထထကြည့်လိုက်တဲ့အခါတိုင်းအဲ့လိုမျိုးလှပတဲ့မြင်ကွင်းလေးတွေမြင်တော့နည်းနည်းပါးပါးစိတ်သက်သာရတော့ရပါတယ်ရောက်တော့မယ်ရောက်တော့မယ်ဆိုပြီးတော့အတင်းထားတယ်ဘုနော်တရင်စီးရတာတချို့လူတွေကမပင်မဲဘူးထင်တယ်အရင်ပင်မဲမှာလေအဲ့လိုမျိုး transit တစ်ခုမရောက်ခင်ကို3နာရီခွဲနောက်တစ်ခါမှာ4နာရီနဲ့45မိနစ်ဆိုတော့တော့ဖင်တညောင်းစီးရတယ်ဘုနော်တော့အဲ့ချိန်မှာနေရာလည်းမကောင်းဒေချောင်းနေရာလည်းနာနေဆိုတော့ဒါပေမဲ့အခုတော့ဒါဖုခက်ရောက်လာပြီပေါ့နော် ဖူခတ်ရောက်ခါနီးလန်ဒင်းလောက်ခါနီးမှာအပေါ်ကနေတွေ့ရတဲ့မိခွေကတော့အရင်ကမှလှပါတယ်ဆိုတော့ဟာငါတကယ်ပဲဖူခတ်ရောက်လာပြီဆိုပြီးမှစိတ်ချမ်းသာတယ်ပေါ့နော်ဆိုတော့ဒူဘိုင်း life မှာအဲတစ်နှစ်ခွဲနီးပါနေပြီးသွားတဲ့ခါမှာတော့အဲတောတောင်ရင်မြေတဘာဝနဲ့ထိတွေ့ပြီးတော့မှအဲ့လိုမျိုးလေးနေမယ်ဆိုပြီးမှတန်းဖူခတ်ကိုဒါခဏပြန်လာတာပဲဖြစ်ပါတယ်နောက်ဆုံးတော့ဖူခတ်မျိုးလေးတွေကိုပြန်လည်ရောက်ရှိလာပြီးပဲဖြစ်ပါတယ်ဒါတစ်ပင်စိတ်စိတ်ဆူဆူလေးတွေမြင်လိုက်ရတယ်စိတ်ချမ်းသာသွားတယ်ပေါ့နော် ော်တရကလာကြိုးပေးရယ်ဒါပေမဲ့ဒီတစ်ခါနေမကောင်းလို့လာမသိဘူးဘောနော်စိတ်အားငယ်နေလေစိတ်မှလည်းဘယ်သူမှမအားလို့လာမကြိုးဆိုတော့လေစိတ်မှကာသမားလည်းလေစိတ်ထဲမှာစောင့်မနေဘူးဆိုတော့လေမျက်ရည်တွေဝဲပြီးတော့အဲ့လိုမျိုးငိုတော့ငိုချင်နေဘောနော်ဆိုတော့ဖုခက်လေးစိတ်ကနေပြီးတော့မြို့တဲကိုသွားဖို့ပေါ့နော်တနားရီခွဲနီးပါးကားထပ်မောင်းရပါတယ်ဖုခက်ကိုလာတဲ့ရွေချက်ကတော့အာ ဦးခက်ကအကြိုက်ဆုံးမျိုးလည်းဖြစ်တယ်ပြီးတော့ဒီမှာဆိုင်းညမလေးကလည်းရှိတယ်ဖြစ်တဲ့အကြောင်းမို့လို့ညမလေးနဲ့အတူတူနေဖို့လာတာလေရင်ပြင်ပြင်မဲ့စီးပြီးတော့အနားယူပြီးတော့အေးအေးဝဝအိပ်ပြီးတဲ့ခါမှာတော့ဒါနောက်နေ့မနက်ခင်းပဲဖြစ်ပါတယ် Phuket. This is the very early morning. ဒီတစ်ခါကိုယ့်ရဲ့ lifestyle လေးကို change မယ်ဆိုပြီးတော့မှတွေးထားရပါတော့။မနက်စောစောစီးထပြီးတော့မှဒါလမ်းလျှောက်ဖြစ်ပါတယ်။မနက်9:00ခွဲထပြီးတော့ ဒါအပြင်မှာလမ်းလျှောက်ရင်းနဲ့ပင်ထဲမှာလေညင်းခံပြီးတော့နေထွက်တဲ့အခါမှာ နေုံကြည်ကိုဒါခံစားဖို့ပဲဖြစ်ပါတယ်ဒါ productive morning ပေါ့နော်အိမ်မှာလည်းဒါပစ္စည်းတွေနေရတဲ့အကုန်ချပြီးသွားပါပြီစောက်ကလေးတွေစီစီထားခဲ့ရပေါ့နော်ဒါကတော့ပင်လေပင်ကြီးမှာဟဲ relax လုပ်နေတာပါဘယ်နဲ့စောစောစီလက်စောစောစီထားပြီးတော့ဒီလိုလဲချရအားကောင်းတယ်ပေါ့နော် နေနေတော့မထွက်ဘူးဘေးမှာမိုးတွေအုပ်နေပါတယ်ချက်မင်းညနေတနေကုန်ပြီးပါစီးရစီးပြီးတော့ပြမဲလို့ဆိုလို့အိပ်ပါတယ်ရှင်းနိုင်ဆိုတာလည်းအိပ်ပါပါတယ်အာပြီးတော့ရှင်းနိုင်ဆိုတာလည်းအိပ်ပါပြီးတော့မင်းကတော့ညနိုင်ကြီးကတော့ထားပါတယ်အခန်းတွေပါလေးရှင်းပြီးတော့လမ်းလမ်းဆက်ဆက် positive gratitude affirmation တွေယူပြီးတော့အခုလက်ခံရှောက်နေရပါတယ်။ဆိုတော့ခုနကခရီးပါတော့။ဘဝမှာအဲ့လို review အရာသေးသေးလေးတွေကိုအဲ့လို appreciate လုပ်ရတဲ့ခံစားချက်တော့ကောင်းတာရှိဘူးပေါ့။ခိုင်းတယ်ကြရတယ်။ကောင်းကျိုးရမိုးရွာတော့မှမြင်ရတယ်။ဒီတော့ဘောကြပါလား။ ထပ်ခီးတော့ဗလော့လေးလည်းတင်ဆက်ပါအောင်မယ် thank you bye bye